သွားပြီဆိုတဲ့အခါကျလို့ရှိရင်တို့ကဒီကိုယ်နှဲ့နာရတဲ့ကိုတခြားတစ်ဖက်မှာပေါ်လာအောင်ဥပမာဒီမှာဆိုလို့ရှိရင် stress streaming လုပ်လိုက်ကြာပြီမယ်ဒီမှာဘာမှပေါ်မလာသေးဘူးเนาะဒီ streaming ကိုယ့်ရဲ့ live stream ပိတ်မှာဘာမှပေါ်မလာသေးဘူးအဲ့တော့အဲ့ live stream ပိတ်မှာပေါ်လာအောင်လို့เนาะ live stream ပိတ်မှာကိုယ်လိုချင်တဲ့ကပေါ်လာအောင်လို့ဒီ transition ဆိုတဲ့နေရာကိုနှိပ်ပြရအောင် ်နန္ဒငါးပါးဥဒိဋ္ဌာလေဘောဘာမိဘာများနဲ့ဥဒင်ဆိုးတို့အာရည်ဆိုးရဲ့ဒီလိုရှိရင်ဒီမှာဒိဏကဒေါလခင်မိသားစုကိုကြတဲ့စေဆိုင်ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်ဟောမှန်ချေပေးတာဒေသဒေသနာဓမ္မစကြာတရားဒေသနာတော့တမထရဲ့အကြောင်းကြီးကဒီမှာကျွန်တော်ဖိတ်ထားတယ်ဒီနေ့ညမှာသာခန္ဓာကိုယ်ရှင်ဘုရားရှင်ဆက်နာမြတ်ဘုရားဤ မဟာကရုဏာကံကိုအာယုံကြည့်ဗန္တိတိဖတ်ဆိုအပ်သောအစင်းတည်းဆိုလို့ရှိရင်ဝဏ္ဏပနာမအတိတကထာကိုယေဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောဂပန်သောတိဟိပိယပမေယံကာလံကရုဏောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတ္တသတ်ပြီးတော့နေလိုက် ဘယ်တော့မှရက်ကောနာသောဝိနိယများစွာတတဝါဤသမ္မာသီပွားလိုလားတောင်းတဂုံပေါင်းခါတဲ့နာထမိညာခြင်းရှင်တော်မြတ်တရားသည်ကမ္ဘာကောတိဤဒီဂရေကဘာအရေးအတွက်သင်ကြားလို့မြင်တော်လဲအဘယ်မြန်ဤတွင်တိုင်းတာဖျားခြင်းငါမစွာနိုင်ပါသော ကာလလေးအတင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိတုကရဏီဥစ္စာတဲ့ချင်းလက်အင်းငါမေတ္တာကြီးမာသမီးသာလင်တထာဇနီစဉ္ညီဟုကျတိထဝေငါတဲ့အစုအလုံးခဲရင်တော့အမှုတော်ကို နော်ဒီမှာဆိုကရောတော်ဘုရားပြင်းရန်ဤတန်ကျိုးကိုအထုတော်မူရသည်ဖြစ်၏ဒါဆိုရင်ဒါသရှိ nice friend ခေရန်လက်ချင်းမျက်လုံးအလက်သုံးရဲ့နှလုံး